သက်ကွဲတယ်ဆိုတာအယသမားတွေကိုပြောတာကျန်တဲ့လူတွေကဟန်ကွဲပဲနော်လူတယောက်အသက်ကွဲတယ်အသက်ကွဲတယ်နဲ့ပြောနေကြတယ်အယထက်ပြောတာတကယ်ကွဲတာကအယသမားမှာအသက်ကွဲတာသိချာလေမင်းကကွဲခြင်းကွဲမဲ့အသက်တော့မကွဲဘူးဒါပေမဲ့လူတွေကထင်တာအဲ့ဒါအသက်ကွဲတယ်လို့ထင် အရက်တော့ရင်တော့ဟုတ်အသေးကွဲတယ်အရက်တော့ပါများတဲ့အခါကျတော့အသေးမှာဥစီကောင်းလေးတွေထလာပြီးတော့အသေးခြေနေဆိုးလာပြီးနောက်ဆုံးမှာတွေးတွေးတွေပါပေါက်ထွက်လာအရက်တော့ပါများတော့အရက်ရဲ့အပူချောင်းအသေးချောက်တယ်လို့အသေးကင်းစားလို့ဆိုတာဖြစ်လာမြုပ်သီးတွေစားလို့ရှိရင်လည်းပဲ ငြိုသေးတဲ့ကမှုပါလို့ရှင်အသေးခင်စာဖြစ်တယ်ဒါကြောင့်မလို့နော်ကုံမောင်ကြီးချော်တဲ့ပါတယ်ငြိုသေးတွေသွားမစားကြနဲ့အဲ့ဒီငြိုသေးတွေထဲမှာမှုပါလာလို့ရှင်အသေးခင်စာဖြစ်တယ်ဒါရင်လားလို့ဆိုတော့မဟုတ်ဘူးမြေပဲလော့ဆိုင်တဲ့တတိထာမမြင်ရပါဘူးလို့မြေပဲစိနှစ်ခုချာမှမှုပါလာလို့ရှင်အဲ့ဒါအသေးခင်စာဖြစ်တယ် ဆရာဝန်ကြီးပြောတော့မှတ်တာနော်သေခင်စာဖြစ်စီတတ်တဲ့အရာတွေအဲ့ဒါဒီလိုဆိုလို့ကုန်းကုန်ရင်ပဆောင်ကင်စာဖြစ်တယ်။တွားကင်စာဖြစ်တယ်။ကင်စာဖြစ်ပြီဆိုရင်တော့ပြင်သာရှာထားပြီးတော့ကုကိတော် ready made တွေရှိနေတော့မရှာရမလို့တော့ပေါ့နော်။ အင်ကျော်ရီကိုဆိုခုလို့မရတဲ့ယောဂမျိုးတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့ကိုယ့်ကိုယ်တတိနဲ့တမ္စင်ညနဲ့ကိုယ်စိတ်လေးကိုလုံးကျော်စိတ်မလုံလို့ဖြစ်တာလေစိတ်လေးထိမ့်လိုက်တာနဲ့အကုန်လုံးသွားတာဟုတ်တယ်မို့လို့အင်းဆိုလို့ရှိရင်နိုင်ရန်နေပေါက်နေပဲမိုးမိဘူးနိုင်ရန်ပေါက်နေတယ်ကျန်းပေါက်နေတယ်ကိစ္စမရှိသေးဘူးကျန်းပေါက်ရဲ့အောက်ကချောင်းကြည့်တာပဲရှိမှာနော် အမိုးပေါက်ရင်တော့မိုးရေရောက်လာလိမ့်မယ်မလုံတော့နိုင်ရန်ပေါက်ရင်လည်းလေမလုံတာပဲရှိတယ်မိုးတော့လုံသေးတယ်အေးလူရဲ့တဏ္ဍာဖြစ်တဲ့စိတ်မလုံဘူးဆိုလို့ရှိရင်တော့အစိုးတရားတွေအကုန်လုံးဝင်လာလိမ့်မယ်အဲ့ဒီအစိုးတရားတွေကကိုယ်ကောင်းကျိုးပေးမှတခုမှမရှိဘူးပြဿနာမျိုးစုံတက်စီမှဖြစ်တယ်